ဝိုင်းတော့မဟုတ်ပါဘူးကိုကိုကိုကတော့အမြဲတမ်းအစ်စ်လိုပဲခံယူနေရသည်လားအမြဲတမ်းစိတ်လှုပ်ရှားတယ်အမြဲတမ်းတည်ယူနေရတယ်ဟို character ရလည်းတစ်ခုနဲ့တစ်ခုကအမြဲတမ်းသိမတူတာများတယ်ဆိုတော့ဟိုဒီအစ်စ်အတွက်ကအမြဲတမ်းရင်ခုန်ပြီးတော့စိတ်လှုပ်ရှားပြီးတော့ပြင်ဆင်ရတယ်အဓိကကတော့ number 1ကတော့စိတ်ပေါ့နော် မလုံနိုင်မလားဆိုတာရယ်ဒီ character နဲ့ကိုเนี่ยဘာကွာနေလဲဆိုတာရယ်အဲအဲ့ကွာတဲ့ပုံမှာကိုကလိုက်ပြီးတော့ပြောင်းလဲနိုင်မလားဆိုတာရယ်အရွယ်နဲ့ရောလိုက်မလားဗောနော်တချို့ character တော့ကိုအရွယ်နဲ့မလုံတဲ့တော့ character ရှိတယ်ဆိုတော့ကိုစဉ်းစားရတဲ့ဟာတော့အများကြီးပေါ့လေအကုန်လုံး20ပတ်ကြလဲရောကိုအသက်က40ကျော်နေပြီဆိုတော့လေအဲငါအသက်20မှာယောက်ျားယူရကလေးမျိုးရဆိုလို့ရှိရင်ဒီကလေးထွက်လာမှလည်းဆိုတော့ပတ်တီပဲဆိုအဲ့လိုမျိုးဒါပေမဲ့မေမေပောက်ကဖြစ်နေပြီနော် အမ်ပထမဆုံးတော့ကားတကားကိုစားရိုက်မယ်ဆိုရင်တော့အဓိကတော့ဇလန်းကိုကြည့်ရပါတော့။ကိုလောင်းမဲ့ character ကိုရိုက်ရမဲ့ဇလန်းကိုအရင်ဆုံးစပြီးတော့ကြည့်ရပါတော့။ဒုတိယတော့ဘယ်သူရိုက်မလဲဆိုတာပေါ့နော်။အဲ့ဟာလေးတော့စပြီးတော့ကြည့်ပြီးတော့မှဆုံးဖြတ်ပြီးတော့ရိုက်မရိုက်ဆုံးဖြတ်ဖြစ်တာ။ဘယ်လိုတက်ပေးရဲ့ခေါင်းစဉ်အတိုင်းပေါ့။ ဝိုင်းတော့မဟုတ်ပါဘူးကိုကိုကိုကတော့အမြင်နဲ့အစ်စ်လိုပဲခံယူနေရသီလားရိုက်လိုက်တိုင်းစိတ်လှုပ်ရှားတယ်ငါဒီကားမှာလုံနိုင်မှာမလားဒီကာရက်တာဝင်မှာမလားဆိုတာတော့အမြင်နဲ့စိတ်လှုပ်ရှားတယ်အမြင်နဲ့လည်းတည်ယူနေရတယ်ဟိုကာရက်တာရလည်းတစ်ခုနဲ့တစ်ခုကအမြင်နဲ့တိတ်မတူတာများတယ်ဆိုတော့ဟိုဒီအစ်စ်အတွက်ကအမြင်နဲ့ရင်ခုန်ပြီးတော့စိတ်လှုပ်ရှားပြီးတော့ပြင်ဆင်ရတယ်အဲ့ဒါတော့ ကိုကိုကိုအစ်စ်လိုပဲငါဘာမှမသိသေးဘူးလားမသိငါပြန်ပြီးတော့စနေစာမြင်တဲ့အိမ်စားတော့မြင်နေလောက်ရတာဆိုတော့ဟုတ်ဒီ character ဖြစ်ဖို့ကတော့အဓိကတော့နံပါတ်1ကတော့စိတ်ပေါ့နော်စိတ်ဟိုဒီ character နဲ့ငါနဲ့နောက်တစ်ခုကကြတော့လဲကြိုက်မလားပေါ့ငါလုံနိုင်မလားဆိုတာရယ်ဒီ character နဲ့ကိုနဲ့ကဘာကွာနေလဲဆိုတာရယ်အဲအဲ့ကွာတဲ့ပုံမှာကိုကလိုက်ပြီးတော့ပြောင်းလဲနိုင်မလားဆိုတာရယ်ဒီတချို့ကြတော့လဲ ်အရွယ်နဲ့ရောလိုက်မလားဗောနော်တချို့ character တွေတော့ကိုယ်အရွယ်နဲ့မလုံးသိနေတဲ့ character တွေရှိရယ်ဆိုတော့တချို့ဟာကြတော့ကိုယ်နဲ့မကြိုက်တဲ့ဟာလည်းရှိရယ်အဲရှိရယ်ဆိုတော့ကိုယ်မရိုက်ဖြစ်ဘူးဗောလေဒါပေမဲ့ကိုရိုက်ဖြစ်တယ်ဆိုရင်ကိုယ်ရွယ်နဲ့အသက်ရွယ်နဲ့ဟိုကိုက်မဲ့ဟာပေါ့မဆ၆နှစ်လောက်သွားရိုက်လို့တော့မလှတော့ဘူးเนาะကို့ရွယ်မှာရိုက်တဲ့ character လေးရွေးတယ်အဲ character တစ်ခုဝင်မှုအတွက်ဆိုရင်တော့အများကြီးပဲပေါ့ emotional တွေရောနောက်တော့ ဒီ detail ဟိုဖြစ်မဲ့ဟာလေးတွေနောက်တစ်ခါကျတော့ဒီမှာပါမဲ့ signature ပါလေးရင်ကထည့်ကျင်တဲ့ emotion နဲ့ဘယ်လိုဖြစ်နေမဲ့သူ့ရဲ့ကိုစင်းစားရတာတော့အများကြီးပေါ့လေဟုတ်အမကားတကားဟိုဟာချိတ်ဖူးတယ်ဒါပေမဲ့မရိုက်ဖြစ်ပါအောင်အဲ့ကားလေးရလေအဲ့တုန်းကကျတော့ကိုယ့်ရဲ့ငယ်ဘဝပါငယ်ဘဝကဒီပန်းကြီးနဲ့မှလက်ကလေးပဲအဲ့တော့အမပြောတယ်အကယ်လို့အမအဲ့အဲ့ကားကဒါအကယ်လို့အမရိုက်မယ်ဆိုလို့ရှိရင်ဒီစင်းလေးမှာတော့ကလေးဟိုအမနဲ့အရွယ်အမနဲ့ဟိုဟာပေါ့ဒီစင်းနဲ့ကမလေးတယောက်ကဲ့ လက်ကလေးနဲ့အဲ့လိုမျိုးလေးရိုက်ပေးရပို့အစ်မြင်မြအမလက်ကအဲ့လောက်မနူးတော့ဘူးမနူးတော့ကြောင်ကြီးလာလို့ရှိရင်ကျတော့မတူဘူးလေနော်အဲ့လိုမျိုးလေးတော့ရိုက်ပြင်းတော့ပို့အဆင်ပြေမယ်လို့တော့တောင်းဆိုပူတယ်ပေါ့နော်အဲ့ဒါတော့ဖြစ်တဲ့နယ်ပေါ့နော်ခါကြလို့ရှင်ဒါပေမဲ့လည်းအရင်တူဖို့တော့လည်းနည်းနည်းအရေးကြီးရယ်နော်မတူရင်ကြတော့လည်းဟိုတက်တက်ကြီးရောသူကငယ်နေရကြီးနေရပဲရှိမှအဲ့နှစ်ခုကလည်းချိတ်ဆက်မှုမှုကိုမိဖို့လည်းအရေးကြီးသေးရအောင်ဟုတ်ဒါတော့ကောင်းတဲ့ပြောင်းလဲပေါ့အဲတချို့နေရာလည်းကောင်းတယ်တချို့နေရာကြတော့လည်းဟို ရွေးချယ်ခွင့်မရှိတဲ့တချို့တနေရာတော့ရှိမှာပေါ့နော်တချို့ဟာကြီးကြတော့လဲသူကိုယ်တိုင်ကအငယ်ဘဝကိုလုံလိုက်တော့မှအဆင်ပြေမဲ့ဟာလည်းရှိတတ်တာပေါ့နော်အဲ့ဒါတော့ဒီကားပေါ်လဲမူတည်မယ်ထင်ပါတယ်အွန် PK ကတော့ဟိုဟာပေါ့သူစူးစမ်းတယ်ဒီ writer သူတအားဖြစ်ချင်တယ်သူဒီပုံမှာစိတ်နှစ်တယ်စိတ်ဝင်စားရှိတယ်အဟိုဘယ်လိုပြောမလဲအားလဲထည့်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒါသူသူ့ရဲ့အောင်ဘယ်လိုပြောမလဲသူရဲ့အားထက်မှုတော့မအားတော့အတိမတ်ပြူတာပေါ့ဟိုအရင်ကတည်းကပေါ့ဒီကလေး character နည်းနည်းတော့ဟို လိုက်ပါမလားဗောနော်ဇလန်းတော့နည်းနည်းလေးတော့ဟိုပို့ပို့ပြီးကြီးမြတ်တယ်မှာပါတာဗောနော်အဲ့လိုနည်းနည်းဗောနည်းနည်းတော့ကြီးမြတ်အဲကိုနဲ့အဆင်ပြေပါမလားကိုလုံနိုင်ပါမလားတော့တော်ကြကိုရိုက်ပြီးမှလေကိုကိုရဲ့အပိုင်းကနေမကောင်းဆိုလို့ရှိရင်တကားလုံးကမကောင်းဖြစ်သွားမှာဆိုတော့ကိုကစိတ်ပူတယ်အဲ့တော့ဟိုကိုကကောင်းနိုင်ပါမလားအပြေဝါဗောနော်တော်ကြကိုကြောင့်မလို့ဒီကားလေးကထိခိုက်သွားမှာဆိုတော့တချို့ကားရဲ့မပါပြုတ်စားကိုပိုင်ပို့ပြီးစိတ်စိတ်ညစ်စရာကောင်းသွားမှာဆိုလို့အဲ့လိုမပါပြစ်တာရည်လည်းရှိရပါဗောနော်အဲ့လိုမျိုးပါဟုတ်မပြောတော့ဘူးသားတွေခုနှစ်ယောက်လောက်ညာ အကုန်လုံး20ပတ်ကြလဲရောကို့အသက်က40ကျော်နေပြီဆိုတော့လေဟမ်ငါအသက်20မှာရောက်ကြာယူရကလေးမွေးရဆိုလို့ရှိရင်ဒီကလေးထွက်လာမှလည်းဆိုတော့ပတ်တီပဲဆိုအဲ့လိုမျိုးရမ်းစင်ကြီးဒါမဲ့မေမေပေါက်တော့ဖြစ်နေပြီเนาะမေပေါက်တဲ့မေပေါက်ရောက်တော့ဖြစ်သေးတယ်ဖြစ်သေးဘူးเนาะတို့ရချစ်စနိုးနဲ့ခွာဖြစ်မှာဟုတ်တယ်မေလို့ပဲခေါ်ကြကိုကလည်းမဟုတ်ပါဘူးအဲ့လိုကလေးတွေလာအဲသားလေးသားလေးအစင်ပြည့်လားဟဲ့သားလေးလောင်းငါပြပြမယ်ဒါလေးကဒီလိုမျိုးဆိုအဲ့လိုမျိုးဆိုတော့ သူတို့ရဲ့စိတ်ထဲမှာလည်းဟိုကိုယ့်ရဲ့အမေအမလို့အဲ့လိုမျိုးသူတို့ခံစားနောက်ခါကျတော့လည်းဟိုဗိုက်တာမင်ကကျတော့ရှေ့မှာအမနဲ့သားသားမီးလောက်ရတာဆိုတော့သူကလည်းအမလည်းနှုတ်ကျိုးနေရလဲပေါ့မော်ဒါပေမဲ့အဲ့ဟာအကြောင်းမလို့တော့မဟုတ်ဘူးပေါ့နော်အဲ့မတိုင်ခင်ကသူတွေ့ကြရအမေအမေကလည်းသားလေးအဲသားလေးလောင်းအဲ့လိုမျိုးပဲပြောနေကြဆိုတော့အဲ့လိုမျိုးတယောက်နဲ့တယောက် respect ရှိတယ်လို့လို့အဲ့လိုမျိုးပုံစံမျိုးနဲ့ခွန်ရင်းနေပေါ့နော်ကိုကဗိုက်တာမင်ကိုသွားပြီးတော့လည်း ခေါင်းလေးရေသွားခွင်လဲတမျိုးပဲကိုစိတ်တယ်မှာလဲလေအဲ့လိုမျိုး PK ကစာကိုကဟိုအမရစတွေ့ကြတဲ့ဟာဟိုတားလေးလိုပဲခေါ်နေကြဆိုတော့လေအဲ့အဲ့လိုဆိုတော့လွန်ခဲ့တဲ့6နှစ်လောက်ခရေကအမရှူတင်မှာဆိုရင်တားလေးလိုပဲခေါ်နေကြဟိုဒီအမတပုတ်ဆရာပဲဖြစ်ဖြစ်ကိုကကလေးတွေလို့ကိုမျက်စီမှာသဘောထားတာဆိုတော့အဲ့လိုမျိုးပဲခေါ်နေကြဆိုတော့သူတို့တွေကောင်းကောင်းကိုအမေမေပဲအခုကြပို့ဆိုးရယ်အကုန်လုံးကမေပြန်လို့ ဟာကလေးတွေကောင်လာ respect ရှိရကလေးတွေပါမယ်အခုခေတ်ကောင်လာတင်ယူခြင်းနဲ့သူတို့ကတက်ကြွနေရရွယ်ဆိုတော့လေသိကျင်နေအဲ့လိုမျိုးဆိုတော့ဟိုကို့အတွက်တော့ဟိုဘယ်လိုပြောမလဲသူတို့စီ energy ရနေရပါမယ် positive energy အများကြီးရသူတို့စီရဲ့သူတို့ဖြစ်ချင်တာတွေသူတို့ရိုက်ချင်တဲ့အဲ့လိုမျိုးဖြစ်ချင်တဲ့စိတ်တွေကောင်လာကိုငငယ်တော့ဟောင်ပြန်မြင်နေကိုကပို့ပြီးတော့ဟို fresh ဖြစ်တယ်လို့ပဲအဲ့လိုမျိုး refresh လုပ်လိုက်တယ်လို့မျိုးခံစားရတယ်ကိုကတော့အချို့ဟာကဘုန်းတော်ကတိတ်မကောင်းမိဘူးမမှန်မိမိလိုက်ပြီးတော့ မှတ်မိကျင်တဲ့နေရာတွေတော့သိလာတာပေါ့ခုမှအချစ်ပေါ့ပုတ်ကြရလျှောက်ပြောနေကဲမဒီအနုပညာလုပ်ပြီးအကောင်လုံးကိုဒီပေါ့နော်အမကိုစန်းရှိသေးရဲ့ညာစန်းရှိသေးရဲ့အကောင်းဆုံးစူးစမ်းပြီးလှောက်ဆောင်နေပါတယ်ဟိုထွက်လာတဲ့ activity လေးရှိရဲ့ဆိုလို့ရှင်လည်းအားပေးပါအောင်ပြောချင်ပါရှင်ဟုတ်